အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာလဲကျွန်တော်တို့ရဲ့ညကောင်မောင်တို့မတွေကိုဆရာကြီးမဟာဆွေရေးသားတယ်တပုံးအင်းလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းနှစ်အနေနဲ့ကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ နားဆင်ခံစားပေးကြပါအောင်ခင်ဗျာအခန်းတော်မိမမာယာလမ်းလျှောက်ခါခင်ဆွေတင့်ဒီမိမိချမ်းဝင်းတဲ့တို့ရောက်ဒီနေ့တပြိုင်နဲ့မင်းသားနဲ့တွေ့ဆုံခဲ့ဖို့စကားပြောဆိုပုံများကိုရေကာမောကန်နဲ့ပြန်လည်ပြောဆို၍နေလေဤ ထို့နောက်လူကြီးများစီမှထလာခဲ့ကာတယ်လီဖုန်းအနားသို့ကပ်၍ကိုထေးအောင်ထံအဆက်ခိုင်းလေ။ဟယ်လိုဒါဘသူလဲကိုကိုထေးလား။ဟုတ်တယ်ခင်လေဒီမဲကိုကိုထေးစောစောကမင်းသားနဲ့တွေ့ခဲ့တယ်။လူကတော့လူထူးပဲဟိဟိအဲထူးတယ်ဆိုတာဘလို့ပြောရမှာလဲ။အော်ဟုတ်လား။ခင်အထက်မရောက်ပါသေးဘူး။อืมဘော်ဘီကအောင်တယ်ပေါ့။မိတ်ဆွေမဖြစ်တဖြစ်ပဲလေ။ ပြီးတော့သူကမေးတယ်။စုံတော့လို့လို့ဘာလို့လို့လူတယောက်မြင်တဲ့။ခင်ကမဟုတ်ဘူး။ကုံတယ်ပိုင်းကလို့ပြောလိုက်တယ်။ဒီတော့မင်းနဲ့ဘာတော်လဲတဲ့။အိုးမနောက်နေစမ်းပါနဲ့။ပြောတာနားထောင်ပါဦး။အင်းအဲ့ဒီလိုပြောလိုက်တာပဲ။မောင်တော်မဝမ်းငဲတော်တယ်လို့။သူကမေးတယ်။ဒါဖြင့်ပကုံးဘာလို့ကင်တာလဲတဲ့။အိုးမဟုတ်ပါဘူးလို့ပြောင်းညင်းရတယ်။နောက်တစ်ခါမင်းလူလာရင်သူ့ရှေ့မှာပလူပနေလောက်ရမယ်တဲ့။မင်းလူကစိတ်မဆိုးရင်တော့ဟုတ်မှာပဲတဲ့။ ဒီမဲ့ကိုကိုတီမနေ့၈ရက်လောက်လာခဲ့နော်ခင်တော့သူ့အရေးအစင်ကိုကြည့်ပြီး9ရက်လောက်တွားတန်တွားရမယ်ဟင့်အင်းမစားရသေးဘူးအခုပဲစားတော့မယ်ဟွန်းမလာပါနဲ့ဆရာကြီးနှက်ပြန်လာရင်တော့ရောပေါ့ခင်ဆွေတင့်တီတယ်လီဖုန်းကိုရောက်ကနေမြည်အောင်ချထားပြီလေရင်အစင်နေပြထားသောဇပွဲတွင်မိဘများနှင့်ထမင်းအတူစားတော့နေ၏ နောက်တနေ့နနက်စောစော9နာရီ၌ကခင်ဆွေတင့်မှာလုံနာဝရိယလွန်လည်းရဲ့အဲ့ရာမှနိုး၍နေ၏မိမိအပေါ်ထက်စင်ဝင်ကန်းကတွင်ပေါက်မှမြောက်ဖက်အိမ်သို့လှန့်ကြည့်နေရာရောင်ကြီးပွေမင်းသားသည်ဖျားစင်ရှိတွင်ဖျားဝဲပြုနေဟန်တူ၏တပ်ပေတတာတပ်ပေပါနာစာတော်မြစ်တာဖို့မြစ်တာဖို့ကိုအတန်အော အောကြီးနှင့်ခင်ဆွေတင့်ဤနားထဲသို့တိုးဝင်လာလေ၏ခင်ဆွေတင့်အိမ်မှအစီများသည့်9နာရီခန့်တွင် နိုးကြရာခေဆွေတင့်သည်မိမိအဖို့ကော်ဖီဆော့ဆော့ဖြော်ပေးရန် အမိန်ပေးပြီးနောက်အဝေးအစားလဲ၍နေသည်ခဏကြာလျင် အပြာရင်ရှက်လက်တို့ဖလန်နယ်လုံးကြီးကွက်ကျဲရှေ့တလုံးတဝက်ခက်ပေါ်အောင်ဝက်လျက်ရွက်ဖြင့်ဖနက်တရေခွာတန်းကိုဝှစ်စင်ပြီးသားဖြစ်လေ၏ခင်စွေတင့်ကမင်းသား၏အရေးအခြေကိုကြည့်ရှုနေရာမင်းသားမှာရှောင်းနာ၏မတင်းတွင်ကာဘီပေါင်းပြီးကာဘီရှက်လက်တို့ဖော်အုပ်ထုတ်ကြီးနှင့် ဒုက္ကောက်တစ်ချောင်းကိုကင်လျက်ထွက်ခွာသွားသည်ကိုမြင်လိုက်ရလေ။မင်းသားမှာနေ့စဉ်9နာရီခန့်အချိန်တွင်ပြင်ဆင်လာလေ့ရှိရာပထမပြည်လန်းတစ်ချောင်းတောင်ဘက်သို့ထွက်ခွာသွားပြီးနောက်မြောက်ဘက်ကလှည့်၍ပြန်လာတတ်၏။ခင်ဆွေတင့်မှာမိမိအလုပ်ကိုစဉ်းစားလေ၏။မင်းသားအိမ်သို့တမင်သွားလျင်ကမတင့်တယ်သည်။မိမိကိုယ်တိုင်မင်းသားကဲ့သို့လမ်းလျှောက်တတ်သူတို့အနေနှင့်ကအားလျော်စွာအပြန်ချင်းစုံတယ်လို့လုပ်မည်ဟုစိတ်ကူးထားလေ၏ မိဘများအဲ့ရကနိုးတော့အခါမိမိအကြံစီကိုပြောပြခဲ့ပြီးလည်းရင်ရှောင်းနိုင်ခွဲအချိန်၌ဘော်ဘီကလေးကိုအဖို့ပြုလျက်ပြည်လန်းတစ်ချက်အောင်မြောက်ဖက်စီသို့ထွက်ခဲ့လေ၏ဘော်ဘီကလေးကသူဤတခင်မနောက်ကလိုက်သည့်အခါလိုက်၍ရှေးကပြေးသည့်အခါပြေး၏ခင်ဆွေတင့်မှာမင်းသားအိမ်နှင့်ပင်မြောက်ဖက်သို့နှစ်ဖာလုံးခန့်အကွာတွင် ရောက်ရှိနေကြောင်းသိသောအခါအကယ်၍မျက်နှာချင်းဆိုင် ဆုံတွေ့နေလျင်သူနှင့်ပြန်လာကြမကောင်းဟုလမ်းချိုတစ်ခုသို့ချိုးဝင်လိုက်လေ ထိုအနောက်ဘက်လမ်းကျိုးထဲမှမင်းသားပြန်လာမည်ကိုစောင့်လင့်နေ၏လက်ဘက်နာရီကိုကြည့်လိုက်သောအခါ9နာရီထိုးရန်10မိနစ်သာလိုတော့၏ခင်ဆွေတင့်မှာလဲတန်းရှည်လျက်မျောလိနေရမှာဂေါ်ယာရှည်လန်းကဲ့သို့လှမ်းလာတော့မင်းသားကိုတဖာလုံးအကွာလောက်တွင်မြင်ရရဟန်လို့၍အနောက်ဘက်သို့လမ်းလျှောက်လိုက်သည်အနောက်မှတပန်းမိမိအတွက်မင်းသားနှင့်တွေ့ဆုံခြင်းကိုကြိုက်ညီအောင်အရှိတို့ပြန်လျှောက်လာလေ၏ ထင်ဆွေတဲ့ဒီလမ်းထိပ်တို့ရောက်တော့အခါမင်းသားမှာမြောက်ဘက်တွင်ဝါတရိုက်အကာခန့်နေရှိနေသည်ထင်ဆွေတဲ့ဒီဖြူဖွေးသောတွားကလေးများပေါ်အောင်ပြုံးရှင်လျက်နီးကပ်လာသောမင်းသားအားအော်အကိုကြီးပြန်လာပြီလားဟုတ်ကဲ့ပြန်လာပါပြီကလေးမှလည်းလမ်းလျှောက်ဝါသနာပါသလားခင်ဆွေတင့်ဒီမနေ့ကတည်းကကလေးမကိုလေကလေးမလို့ခေါ်ပြန်တဲ့ဖြင့်အတော်အောင့်ရည်သွားလေ။တို့ရတွင်တီးခန့်လည်းရဲ့အရှင်မပြတ်စေပဲ လမ်းလျှောက်ဝါသနာပါတာဗောအကိုကြီးရဲ့အေးလမ်းလျှောက်ဝါသနာပါရင်လမ်းမကြီးလူမပြတ်တဲ့စီလျှောက်ပါလားဘာလို့အချိုးချားဝင်ပြီးလျှောက်နေရတာလဲလူဆွဲတော်မှာမကြောက်ဘူးလားမင်းသားဒီဘုံဝင်ကြီးပြောလိုက်ရာလူထူးတယောက်နေတွေ့နေရတော့ခင်ဆွေတင့်မှာဒေါပွားသွားလေဤတို့ရတွင်မင်းသားဤစကားမှာအမှန်ဖြစ်နေတဲ့ဖြင့်စိတ်ကိုရှုပ်လေရဲ့မကြောက်ပါဘူးလာဆိုင်ရင်ရှောက်လုံးမျိုးနဲ့ပြက်မှာပေါ့ဟာမင်းမှာရှောက်လုံးမျိုးအမြဲရှိသလား မင်းသားဒီသဘောရုံနှင့်ပင်မေးလိုက်ခင်ဆွေတင့်ကအတိတ်ဘယ်တမျိုးကောက်လျက်မင်းသားဤမျက်နာကိုဆက်ခနဲမော့ကြည့်လိုက်မင်းသားကအမှုမပြတ်ရှိထိုအခါကျမှမိမိဘာသာရဲခြင်းလျက်အမဲရှိအောင် လုပ်ရင်ရနိုင်တာပေါ့ဟုဖြေလိုက်လေထိုကဲ့သို့စကားပြောရင်းပင် တောင်ဘက်သို့လမ်းလျှောက်လာကြရာခင်ဆွေတင့်မှာမင်းသားအိမ်သို့ဝင်ရောက်ရန်စကားကိုစဉ်းစားနေဟန်တူ၏မနေ့ညကပန်းမွေစကားဆက်မိသည်ကိုတတိယမှာ အကိုကြီးပန်းကလေးတွေမကြည့်ရဘူးလားပန်းမင်ကလေးတွေမရှိဘူးအပင်ကြီးတွေရှိတယ်မင်းခွေးရဲ့အတွက်တောင်းဝန်ခံနိုင်ရင်လိုက်ကြည့်လေကျမခွေးကလိမ်မာပါတယ်စကားနားထောင်တယ်လေအေးဒါလည်းဟုတ်မှာပါပဲခွေးဟာလိမ်မာတတ်တာပဲလူတွေကသာခွေးလိုလိမ်မာမယ်ဆိုရင်မင်းတယောက်တည်းဘယ်မှာပဲလမ်းလျှောက်လမ်းလျှောက်အနှောက်အယှက်တွေ့မှာမဟုတ်ဘူးကွနှစ်ဦးသားမှာစကားတပြောပြောနဲ့လာခဲ့ကြရာမင်းသားအိမ်ပေါ်ကတော့ရောက်လျင်အတူတူဝင်ခဲ့ကြလေ၏ စင်ဝင်အောက်တို့ရောက်လျင်မင်းသားကလေပြန်းကခင်ဆွေတင့်အားလှမ်းကြည့်ရင်မင်းအစောကြီးလမ်းလျှောက်တယ်ဆိုရင်ကော်ဖီအတော့ဝါသေးဘူးပေါ့ခင်ဆွေတင့်ဒီအိမ်ကတောက်ရည်လာတော့လေမင်းသားကြီးအိမ်ရောက်ထက်တော့ဝင်နိုင်တော့အခွင့်အရေးရနိုင်တယ်ပြီကော်ဖီတောက်ဖိတ်မိဟုထင်ကဟုတ်ကဲ့ကျမမတောက်ရသေးဘူးဒါဖြင့်မင်းအိမ်ပြန်ပြီးတောက်ခက်လေပြီးမှပန်းပင်လာကြည့်တာပေါ့ခင်ဆွေတင့်မှာအတော်ကြွားကြတဲ့မင်းသားဟုအောက်မေ့ကမော်ကြည့်ရင် ကျမဒီကပန်းပင်ကြည့်ပြီးမှပဲပြန်တော့မယ်ကိစ္စမရှိပါဘူးဒါဖြင့်ဒီမှာထိုင်အောင်လေကျုပ်ရေချိုးအဝယ်စားလဲလိုက်အောင်မယ်ဟုပြောဆိုကာစင်ဝင်အောက်တမန်တလင်းပေါ်မှပင်အကျဉ်ကလေးတိုင်းတစ်လုံးကိုလမ်းညွန်လက်ညှိုးထိုးညွန်လေမင်းသားမှာအိမ်အောက်ထက်သို့ဝင်သွားလေ၏ခင်ဆွေတင့်က ကိုထေးအောင်အတွက်စုံတော့မှလုပ်ရမည်ဖြစ်ရာအစခတ်တဲ့တီးခတ်နိုင်မှဟန်ကြမည်ကိုတွေးတော်ထားပြီးဖြစ်တဲ့ဖြစ်နာအောင့်အင်းနေနိုင်တော့သည် ခဏကြာတွင်ဝိုင်းကလားတစ်ယောက်သည်ငွေလင်မန်းတစ်ခုတွင်အကောင်းစားကြွေပကံနှင့်ကော်ဖီတစ်ခွက်လာပြီးသဖြင့်အငွေတစ်ထောင်းထောင်းနှင့်နေသောကော်ဖီကိုမိမိရှိစပွဲငယ်တစ်ခုပေါ်တွင်ချထားစီလေ၏။ကော်ဖီအေးအံဆောင်စားရင်းကလဲထိုင်နောက်မိနောက်မိပေါ်သို့မေးတင်ကခက်ငင်ငင်လေးနေလေ၏။ဆယ်မိနစ်ခန့်ကြာသောအခါမင်းသားထွက်၍လာ၏။ပန်းရောင်အရှိတ်လုံးဝင်မော်လမြိုင်ရှီထိုးဖက်နှင့်ပိုးချက်အပြူချွေလက်ပတ်နာရီဝစ်စင်လာသည်ဖြင့် ခင်ဆွေတင့်မှာအတန်ထွက်မရမိရန်မနေတတိထားရလေ။အိုးအေးကုန်တော့မယ်ကော်ဖီတောင်းလေခလေးမ။ခင်ဆွေတင့်ဒီကော်ဖီပကံကိုကင်ကတောက်ရည်နေရမှာကော်ဖီမှာတရားနှစ်ဖြော်သောကော်ဖီမဟုတ်ကြံတကာနှစ်ဖြော်ထားသဖြင့်အရသာတစ်မျိုးဖြစ်နေ၍နေလေ၏။တရားကမှလူကိုဥပတ်ပေးသေးတယ်ကြံတကာကလူကိုကြမ်းပါစေတယ်။ပြီးတော့ကြံတကာကတိုင်းရင်းသားတွေရဲ့လုပ်ငန်းအကွက် မင်းသားသည်ခင်ဆွေတင့်၏အတွင်းစိတ်ကိုရိပ်မိထားသည့်အလားရှင်းလင်းပြောကြားလိုက်ရာခင်ဆွေတင့်သည်ဇုံးမိတ်လျက်တောက်ပြီးနောက်ကဲကျမတို့ပန်းမင်ကြည့်မယ်အကိုကြီးပြပေးမလားကြည့်လေပြပေးရတာဗောပြန်ပြောတဲ့ဖြင့်အိမ်ရှိပန်းချန်ထဲသို့ထွက်ခဲ့ကြပြန်၏ခင်ဆွေတင့်ကပန်းမင်ကိုများစွာကြည့်လို့ရမဟုတ်မင်းသားနှင့်စကားဆက်မိဆက်ရာပြောကြရင် စကားတဲကဇာတိရနိုင်သည်ဟု အတူရှင်တွဲလမ်းလျှောက်ကြည့်နေခြင်းဖြစ်လေ၏ မင်းသားမာကခင်ဆွေတင်းဤအကြံကိုမတိတကဲ့သို့ဒါကမေမျိုးပဲဒါဘာပန်းမျိုးဒီအပင်ကဩစတြေးလျကအပင်စသည်ဖြင့်ပန်းနေကဖွင့်၍နေလေ၏ထို့သောပန်းမင်အကြောင်းပြောပြရာကမင်းသားကကြားဖောက်ပြီးလည်းဒါထက်မင်းနံမည်ဘလို့ခေါ်တယ်လဲမင်းမိဘတွေကရောတိရမယ်မဟုတ်လားကျမနာမည်ခင်ဆွေတင်းနဲ့ကျမအဖေကဦးလာဘောအမေကဒေါ်မြတ်မြတ်တင်အဖေရဲ့အလောက်ကအတွင်းဝင် ။အော်အော်အတွင်းဝင်ရဲ့သမီးကိုဒါကြောင့်မင်းကြည့်ရတာတောက်မကျိုးတာပဲ။အကိုကြီးဆိုလိုတာကဟန်ကြီးပန်ကြီးလှုပ်ရှင်တဲ့အမှုရာလေးတွေရှိတယ်လို့ပြောချင်တာပဲ။အကိုကြီးကဘယ်နဲ့ကြောင့်ဒီလိုပြောချင်ရတာလဲ။အော်မနေ့ကမာလီကလာတောင်းပန်လျက်နဲ့မကြည်မချမ်းနိုင်မှန်မဲနေတာကိုမြင်ရလို့ပါ။ကိုခိုင်းတဲ့အစီကံဖြစ်ပါစေလေရှင်းရှင်းကန်ကန်ပြော့မှာပေါ့ကွယ်ကလားကပန်းတွေယူခဲ့ပါဆိုတာရှင်းရှင်းမလားတို့အကိုကြီးရဲ့ အဲလေဒါတွေကအသေးအွားတွေပါမင်းရုပ်ရည်ဟာပြုတ်ပြင်းရင်မိမကောင်းတယောက်ဖြစ်နိုင်တာခင်စေတင့်ဒီဆက်ခနဲ့မော်ကြီးလိုက်လေပြုတ်ပြင်းရင်မိမကောင်းလေမပြုတ်ပြင်းသေးရင်မိမကောင်းမဟုတ်သေးဘူးဟူသောအတိတ်ပဲကိုစဉ်းစားကဒေါမပွားရန်စိတ်ကိုအတင်းရှုပ်တီးထားလိုက်လေဒီမဲ့မင်းနဲ့မျိုးကိုခင်စေတင့်လို့ခေါ်ရင်လေလေကုံလှတယ်ခင်လို့ခေါ်ရင်လေကနက်ကလေးရနိုင်လာတယ်ခင်စွေလို့ခေါ်မယ်နော် ခင်ဆွေတင့်ဒီစိတ်နေသောနှုတ်ခမ်းကိုပြုံးအောင်ပြုပြင်လိုက်ကအကိုကြီးခေါ်ခြင်းသလိုခေါ်နိုင်ပါတယ်ထိုကဲ့သို့စကားပြောနေကြရင် ရှင်းနာရဲ့ချိန်သို့ရောက်လာလေ၏ကားတစ်စင်းသည်ဟွန်းပေးလျက်ခင်ဆွေတင့်တို့ချောင်းဝင်းထဲသို့ဝင်သွားလေ၏ကားသည်စင်ဝင်အောက်တွင်ရပ်ထားပြီးတော့အဝေအစားတက်တက်ရဲ့ရဲ့ဝစ်ဆင်ထားသောလူရဲတယောက်သည်အိမ်ထဲသို့ဝင်သွားလေ၏ဆက်ရှင်းလိုပင်အပြင်သို့ထွက်လာကပန်းချန်ထဲတွင်လမ်းလျှောက်နေ၏ ဟောဟောဟောမမင်းမောင်ဆိုတာရောက်နေပြီ။ဘဲနဲ့ဆိုတာလို့ပြောရတာလေ။မောင်မန်းခွဲတော်ပါတယ်။မင်းကသာမောင်လို့ပြောတာ။ငါမင်းအစိုးလို့မှတ်ရမှာပေါ့။ကဲကဲကဲမနေ့ကမင်းကတိအတိုင်းဒီနေ့စမ်းတက်ရမယ်။ဘာလဲဘလို့စမ်းပါလဲ။တော်တော်လေးထူးတဲ့လူကြီးပဲ။ခင်ဆွေတင့်ဒီအတင်ရဲလာကလှုပ်ခနဲပြောလိုက်ပြီ။မင်းသားကအပြုံးမပြတ်ကြည့်ရှုရင်မင်းပခုံးကို အကိုကြီးကင်မယ်။ကင်မယ်ဆိုပေမဲ့အဟုတ်မကင်ပါဘူး။ မင်းရဲ့သားမထိစေရဘူး။နို့ပင်မဲ့သူကြည့်တဲ့အခါမင်းပကုန်းကိုအဟုတ်ကင်တယ်လို့ထင်သွားလိမ့်မယ်။ဒီတော့သူ့အမူအရာကိုသိရောပေါ့။နေပါဦးမောင်ပြတဲ့သူကမြင်ရင်ရောနှမတစ်ယောက်လုံးဒီလိုအကင်ခံနေရတာဒေါမပါပဲရှိပါမလားရှင်။နားတော်အကိုကြီးရှင်းပြမယ်။တကယ်လို့မောင်တော်သူမြင်ရင်တော့ဟေးခင်ဆွေတင်တို့လှခွန်ရင်ခေါ်မယ်။အမေလို့သူကို ပြေးပြီးတိုင်ကျင်တိုင်မယ်။အဝေးကခဲနဲ့ဆွတ်ထူးရင်ထုလိမ့်မယ်။ ရေးစားလုပ်တဲ့သူမြင်ရင်ကြိတ်မနိုင်ခဲမရလက်တီးဆုံးပြီးလို့ဆုံးမိနဲ့။အော်ကြီးဟစ်ကျဲလဲမလုံးဝနဲ့နေလိမ့်မယ်။ဒီလိုထူးခြားတယ်ကွ။မင်းသားဒီရှေဟန်လက်ဟန်နဲ့ပြော့ပြနေရ။ခင်ဆွေတဲ့မှာတွားကလေးများပေါ်အောင် ပြုံးရရေးနားထောင်နေလေ။ကဲမင်းနဲ့အကိုကြီးတထောင်တသားကွက်ကွာလောက်ကနေမျက်နှာချင်းဆိုင်နေရမှာ။မင်းကယာဟုတောင်မျက်နှာလက်အကိုကြီးကအင်္ကာတောင်။ယာဟုတောင်ဆိုတာဘယ်ဘက်တောင်လဲအကိုကြီး။ ။အော်ဖြင်းလိုက်တဲ့တံငယ်မအနောက်မြောက်တောင်ကွဲ့အကိုကြီးကအရှိတောင်တော့လာလာလာဆင်ဝင်အောင်မှာတွားလို့ကြစို့ခင်ဆွေတင့်ဒီအသေးရသလိုပခုံးကလေးကြွလိုက်သည်ကိုထီးအောင်ကတဖက်ကြီးချန်ထဲမှာလမ်းလျှောက်သလိုပန်းမြင်ကြည့်သလိုလိုနှင်းလမ်းမျောကြည့်ရှုနေရာမင်းသားဤအိမ်ရှိပန်းချန်တွင်မိမိရှိသူနှင့်မင်းသားရေကာမောကစကားပြောနေကြခြင်းကို၎င်းမင်းသားရှိကလမ်းလျှောက်သွားရာခင်ဆွေတင့်ဤဘော်ဘီကလေးသည် နောက်ကတကောက်ကောက်လိုက်သွားပုံကို၎င်းမြင်ရလေ၏တဖန်စင်ဝင်အောက်သို့ရောက်လာသောအခါခင်ဆွေတင့်သည်ကိုထေးအောင်ဤဘက်ကိုကိုကြောပြလျက်ရက်နေခိုင်းမင်းသားသည်ခင်ဆွေတင့်နှင့်မျက်နှာချင်းဆိုင်ရက်လိုက်လေ၏တဖန်ခင်ဆွေတင့်ဤပခုံးကိုကင်ကာလှုပ်တလို့ပြုလုပ်၍နေရမင်းသားမျက်နှာမှာပြုံးလျက်ဖြစ်နေသဖြင့်ကိုထေးအောင်သည်အထူးဒေါပွားသွားလေ၏လက်သေးကိုရှေ့တွင်လဲမဆုပ်ဝင်သဖြင့်နောက်သို့လက်နှစ်ဖက်ပြစ်ထားကကြစ်ကြစ်ပါအောင်ဆုံးမိလေ၏ မင်းသားကလက်ပြန်ချသောအခါခင်ဆွေတင်းကနောက်သို့တစ်ချက်မျှလက်ကြည့်ပြီးရေပြန်လေ၏ကိုထေးအောင်က ကြားလျင် အရှိပြက်မည်ဆို၍အိမ်ရောက်ထက်စီသို့လျှောက်သွားလေ၏ကဲဘဲနဲ့ထင်လေအကိုကြီးဟိုမှာအိမ်အောက်ဝင်သွားပြီဒီလိုဆိုတော့လေသူဟာမောင်တယောက်ရဲ့အပြုတ်မျိုးမို့ပဲနည်းနည်းရှင်းသွားတာပေါ့လေတကယ်ကိုရေးစားရှိတဲ့မိန်းကလေးတယောက်ကိုမိဖွဲ့မိတဲ့မိဖွဲ့မိရတာနဲ့ကြုံရင်ဟိုဘက်တစ်ဖက်မှာလည်းစိတ်အနှောက်အယှက်ဖြစ် ဒီဘက်မှာလည်းအပြောဆိုတတိထားရနဲ့ခတ်တာပေါ့ကွယ်အကိုကြီးစောင်းတိတတ်တယ်နော်ခင်ဆွေကိုတင်ပေးမယ်မဟုတ်လားခင်ဆွေတင့်ဒီသူ့မောင်အကြောင်းစကားဖြတ်လိုက်ကခင်ဆွေဟူသောအတုံးနှုံးဖြင့်ခန့်ညွညွပြောလိုက်လေတင်တာကကိစ္စမရှိဘူးအလွန်ပင်ပန်းတယ်ခင်ဆွေအကိုကြီးတော့စောင်းမတိတတ်ခင်ကြိုးညီးရတာနဲ့လမ်းမနှစ်ခုစလုံးထိတ်မှအတ္တမာတွေလိုက်နေတော့တာပဲဒီလောက်တောင်ခတ်သလားအချို့မိန်းမတွေတီးတတ်တယ်ဆို အပင်မခန့်ရင်တိတတ်တာပေါ့စောင်းဆိုတာကိုယ်တိုင်ကြိုးจิตတက်မှာကိုယ်တိုင်အတန်ညှိတက်မှာပိုးတာကုံမောင်ပုံဆောင်မတက်ဆိုတာကြားဘူးတယ်မဟုတ်လားတော်တော်ညာထိုင်းတဲ့လူဟာစောင်းပညာမတက်နိုင်ဘူးလို့ဆိုထားတာပဲအကိုကြီးရဲ့စောင်းကိုခင်းဆွေးမကြည့်ရဘူးလားကြည့်ရပါတယ်အိမ်ပြန်တမင်းစားချေအောင်ပြီးမှပြန်လာခဲ့ဟုတ်ပြီလားခင်းဆွေးတင့်ဒီမင်းသားကြီးအိမ်ပေါ်သို့ချက်ချင်းပင်မတက်ရသေးတော့လေအခါခွင်ကောင်းရနေပြီဖြစ်တဲ့ဖြင့် ဟုတ်ကဲ့အကိုကြီးခင်းဆွေပြီးမှပြန်လာခဲ့မယ်နော်။ဟူပြောဆိုကအိမ်တို့ပြန်ရန်ရှေးလန်းပြင်ရာဘော်ဘီကလေးဒီဝက်ရာမှာထားလေ၏။ခင်းဆွေတင့်ဒီမိမိဤအိမ်ရှာဝင်းထဲသို့ဝင်ရောက်လာတော့ရာ။လေရန်ခြေထွက်နေသော ကိုထေးအောင်၏မျက်နှာကိုစင်ဝင်ပါပေါ့ဝတွင်ဥစွာမြင်ရလေ၏။မရှိပြုံးပြုံးရင်ဘယ်နဲ့လဲခင်တော်တော်ဟန်ကြခဲ့ရလား။ကြလို့ပါပြီကိုကိုထေးထမင်းစားပြီးတစ်ခေါက်သွားရအောင်မယ်။ ဟုဆိုကာဧကန်းတို့ဝင်သွားရာကိုထီအောင်သည်နောက်ကထက်ကြက်မကွာလိုက်ပါသွားလေ၏လူကြီးများကတမီးနှင့်တမန်လောင်းကိုအနှောက်အယှက်မပေးလိုသဖြင့်မိမိတို့ဘာသာအရှားနေရာတွင် နေကြလေ၏ကိုထီအောင်သည်သူ၏ရင်ဘတ်ကိုလက်နှင့်ဖိလျက်အခုမှအလုံးကျသွားတယ်ခင်ခင်ရဲ့မင်းသားကကြမ်းလာကြီလားဒီလိုသာဆိုရင်စုံတော့အလုတ်ကထွက်ရမလားခင်ကိုပဲလက်လွတ်ထားရမလားဆိုတာစဉ်းစားမိတော့တာပဲဘာကြမ်းလို့လဲပခုံးကိုအဟုတ်ကိုင်းနဲ့ထင်လို့လား မကင်ပါဘူးပခုံးပေါ်လက်မနှစ်လက်မလောက်ခွာပြီးကင်ကျင်ဟန်ဆောင်လှုပ်ရင်ဟန်ဆောင်လှုပ်ပြတာပါကိုကိုသေးဘလို့နေတဲ့ဆိုတာအကက်ခတ်ကြည့်ချင်းလို့တဲ့အနို့သူကဘလို့အကက်ခတ်တယ်လေကွယ်မောင်တယောက်ရဲ့အပြုတ်မြူပဲတဲ့ကောင်းပါလေခင်ဒီကလက်နောက်ပြပြီးလက်သီးဆုပ်တာမြင်ရင်တော့အခက်ပဲလက်သီးဆုပ်မိတယ်ဒီလိုဆိုရင်ဟန်မကိုက်သေးဘူးကိုကိုသေးဒီလူကြီးကအလွန်ရဲတာတော်တော်ကြာလက်တွေပါတယ်ကင်ကျင်ကင်ပါ လက်တွေကင်တာကိစ္စမရှိဘူးဘာတွေတော့အကင်မခံဖြစ်ရမယ်ခင်ဆွေတင့်ဒီကိုထေးအောင်ပြောစကားကိုရှက်တယ်လို့ဖြစ်သွားတော့လေရဲတင်းဖြက်လက်တော့ចောင်းသူကလေးဖြစ်တဲ့ပြင်ချက်ချင်းကိုစိတ်ကိုပြင်ကတိတ်အထနောက်ကောက်တာပဲခင်ပြောတာကပုတ်လာခတ်လာနေခြင်းနေမဲ့သူသူ့ကြည့်ရတာမိမယောက်ျားတဲပြီးခွဲခြားတဲ့ပုံမရဘူးသူမထင်ရင်တွန်းပြင်ရင်တွန်းပြမှာဒါတွေတိခံပေါင်းရင်ကိုလိုတဲ့တည်င်းတွေရနိုင်တယ်မဟုတ်လား ကိုထေးအောင်သည်မိမိ၏ပလိတ်ဆောင်သောအလုပ်ကိုဆက်ချုပ်သလိုဖြစ်လာ၏မိမိယာတို့တိုးတက်မှုကြောင့်အခြေဆုံးကြီးစားအားဝေဇန်တရာလောက်ရမှာလဲဖျားလောက်မဟုတ်သူတို့တဦးနှစ်တဦးထိတွေ့ကင်တွေကြည်စင်နေကြမည်ကိုစဉ်းစားမိသောအခါများစွာအခံရခတ်လည်းရဲ့ခေါင်းကို လက်ကြီးနှစ်ဖက်ဖြင့်ဇုံကုတ်ဖြင့်ခတ်တော်ခတ်တယ်အာကြီးခတ်ကိုကိုထေးတော်ဘလို့ကြံရမှန်းမသိတော့ဘူးခင်ရဲ့ခင်ဒါကြောင့်ကိုကိုထေးကိုအစကမေးတယ်မဟုတ်လား ပြီးခဲ့တဲ့ကပ္ပစီကြီးတုံးကတချို့မတွေဘလို့ဆောင်ရွက်ခဲ့ကြတယ်လဲကိုထေးအောင်ဒီတွေ့ဝေစဉ်းစားနေကပ္ပစီကြီးအတွင်းကအချို့တချို့မများသည်မိမိဤနိုင်ငံအကျိုးရှိရာရှိကြောင်းအတွေ့တစ်ဖက်ရန်သူတိုင်းပြည်မှာအရေးပါအရာရောက်သူများထံတားမရအဖြစ်ရရှိလာများအတုံးတော်ခံကြရာတည်င်းယူခဲ့ကြရာဤ မိမိမှာလည်းနိုင်ငံတပုံထားမိလူတယောက်ထံမှတည်င်းယူဖို့အရေးတွင်မိမိရည်စားဖြစ်သူအားအဘဲကြောင့်နောက်ဆံငင်၍နေသည်နီဟုတွေးကာငေးမောနေ၏အခုပဲပြောမယ်နော် ကိုကိုသေးဟိုလူကြီးကအလွန်ရဲတယ်သူက အပရိကပြုတ်မှုသလားခင်အလိုလိုက်မယ်လို့အောက်မေ့ထားတယ်ဒါပေမဲ့ခင်ကိုခင်ထိနိုင်ပါတယ်ကိုကိုသေးကသာမတင်ကားတလို့တောင်မင်းမြောင်မင်းလုံနေရင်အခုကပဲဒီလုပ်ငန်းကိုရပ်လိုက်ကြစို့ ကိုအောင်ထေးကများစွာအကြက်ရိုက်နေ၏ဤသို့ဆောင်ရွက်ရန်ပထမအကြံပေးသူမှာမိမိပင်ဖြစ်၏ဆောင်ရွက်သူကလေးမှာလည်းမိမိဤတလန်းအတွက်ဖြစ်ရာနောင်ခါလာ နောင်ခါစေးသဘောထားမှဖြစ်တော့မည်ဟုမျက်နာကိုပြုံးချွေစွာပြုလိုက်၏အလကားပါကိုကိုထေးဟာခင့်ကိုထင့်ရင်မခံနိုင်တဲ့သဘောကို ပြောတာပါခင့်ကိုယုံပြီးသားပဲခင်တင့်တယ်လို့အလုံးလုံးပေါ့ဒါတော့အစိတ်ချလူကြီးတွေကဘွန်းဘွန်းချင်းချင်းကြီး အပြောစရာရှိရင်လည်းညာနေတာမဟုတ်ဘူးဒါကြောင့်ပြောရတာအခုလေထမင်းစားပြီးရင်သူ့စီစောင်းတီးကျင်နေဆိုပြီးချိန်ထားခဲ့လို့တွားရအောင်မယ်။ဩနေ့လေနဲ့တွားရအောင်မလားဟန်ကြတာပဲအိမ်ရဲ့အခင်းချင်းအနေအထားနိုင်ရန်မှာချိတ်ဆွဲထားတဲ့အယုတ်ပါမကျန်မှတ်ထားခဲ့နော်စိတ်ရပါခင်နားလေပါလေမြင်သမျှအကုန်သိရမှာဗောကိုကိုထည့်ရဲ့ဒါဖြင့်ရင်ခင်ပြန်တဲ့အချိန်ထိစောင့်နေရမှာလား မဆောင်နဲ့ည9နာရီလောက်မှတစ်ခေါက်အလဲလာဗောသူ့ရဲ့အိမ်အနေထားနဲ့စောင်းပညာသင်ပုံကပြော့ပြမယ်ကောင်းပြီလေဒါထက်အိမ်ပေါ်မှာသူ့မယ်တော်ရှိတယ်နော်ဒီလိုစိုးရင်တန်ကလေးတွေမလုံဆန်းပါနဲ့ခင်အားကျိုးမှန်တက်လုံမကြရင်ဒီလိုအတန်ကြားရတော့စိတ်ပြက်သွားတာပဲခင်ကိုမယုံလို့မဟုတ်ပါဘူးလူချမ်းကြီးဆိုတော့မေးမိတာပါဒီလောက်လည်းမဟုတ်ပါဘူးခင်ပြည့်ရဲ့နားလေပါတယ်ကဲလေ စကားမဆုံးခင်ခင်စင်တင်းကဘာကဲလီလဲ။အိုးမပြောတော့ဘူးခင်ရင်တင်းတို့သာလောက်ပါတော့ကွာ။ဟိုပြောဆိုကနေရမထလီယာလူကြီးများလဲကိုထင်းအောင်ပြန်တော့မိဟန်ပြင်းဒီကိုမြင်ကြမှထွက်၍နှုတ်ဆက်ကြလိုက်၏။အခန်းလေအိမ်ကြီးပေါ်စောင်းတီးတင်ပေါ်ခင်ဆွေတင့်သည်၎င်း၏အခန်းထဲသို့ဝင်ရောက်ကာရေမိုးအလျင်ချိုးပြီးမှထမင်းစားလေ၏ထမင်းစားပြီးနောက်အဝယ်စားပြင်ဆင်သော အခန်းထဲသို့ဝင်ရောက်ကာအဝယ်များလဲလှယ်၍နေ၏ ၎င်း၏သပင်ကိုနောက်တွဲကျစ်ဆံပြီးထုံ၍သပင်အပြားတွင် ဖဲပြားအပွင့်အပြာရောင်တက်၍ထား၏နှစ်ဖူးတွင်ဆက်ရင်းစာများချကတဏ္ဍခါပေါန်တာခပ်ပြပြကလေးလိမ့်ထားသောနှုတ်ရည်ဖက်ရည်အသားရည်ကလေးနှင့်များစွာပန္နဟတ်လျက်အသက်15နှစ်သက်သာဟုထင်ရ၏အင်းကြီးမှလည်းဘီတော်ချအကောင်ဆုံးအပါဆုံးဗရုံမအင်းကြီးကိုဝတ်ဆင်ထားရာ အတွင်းစာပေါ်လီမှာတင်းတင်းကြပ်ကြပ်မဟုတ် ဝါမျက်ဆိုကဲ့သို့နူထွားဆိုပြေသော ကိုအထက်ပိုင်းကိုကွန်းကွန်းကွက်ကွက်ဖော်ပြထားတဲ့ကဲ့သို့ဖြစ်နေ၏ခါးတွင်လည်းအနီနှင့်အပြာမကြီးစေကွယ်ရွှေတောင်လုံးကွင်းအထက်စင်အနက်တက်ဘက်ကိုအတွင်းခံပိတ်လုံးကွင်းနှင့်ထက်၍ဝတ်ဆင်ထား၏ခါးသည့်၍ကားတက်နေသော တင်မဆောင်ကြီးသည်အထက်ရင်သားပိုင်းနှင့်အချိုးအစားများစွာကြားလျက်ရှိ၏ ခင်ဆွေတင့်မှာအဝေအစားလဲပြီးလည်းရင်မင်းသားကြီးအိမ်ဘက်သို့ချက်ချင်းမသွားသေးပဲမင်းသားကြီးအိမ်သို့အကဲခတ်ရန်အိမ်ရှိပန်းချံသို့ထွက်ခဲ့၏ဘော်ဘီကလေးကသူ့တခင်မလမ်းလျှောက်ထွက်ရာတွင် လိုက်ပါ၍နေရဤအကျိန်၌ခေါ်ဖို့မလိုဟုအစီကံတယောက်အားဘော်ဘီကိုတိန်ထားရန်အပ်လိုက်လေ၏မင်းသားဤအိမ်၌ကမင်းသားသည်စင်ဝင်အပေါ်တက်ရှိပက်လက်ကလေးထိုင်ပေါ်တွင် အခမ်းသားထိုင်ကတည်င်းစာကြည့်၍နေ၏ထို့သို့ကြည့်ရာမှာတောင်ဘက်ခြံဝန်းသို့လှမ်းမျောကြည့်လိုက်ရာ ထင်ဆွေတင့်သည်လက်ကလေးမြောက်ပြလိုက်မင်းသားကလည်းခေါင်းကိုညှိ၍ပြလိုက်သည်ဖြင့်မင်းသားအိမ်ဘက်သို့ကူသွားလေ။အော်ခင်ဆွေဒီလိုပြင်ထားတော့တမျိုးပဲဘယ်ကကလေးမှလည်းရောက်နေတယ်လေသူအောင်းမေးရတယ်။မင်းသားဒီအိမ်အောက်ထက်အပေါက်တို့ဆင်းလာကခင်ဆွေတင့်ဤမျက်နာကိုစူးစိုက်ကြည့်ရှုရင်းပြောဆိုလိုက်လေ။မင်းသားဤမျက်လုံးမှာခင်ဆွေတင့်ဤမျက်နာတွင်သာမဟုတ် ပင်ဆက်၅ပါးမကြမ်းတကိုယ်လုံးရှုံ၍ကြည့်သည်ဖြင့်ဘောင်များပြောလိုက်မလားဟုတွေးရွံ့နေစဉ်အေးဒါမှခင့်မီမပေါ့မိန်းကလေးဆိုတာဒီလိုမှကွယ်မင်းသားဒီကျဲဝန်းသောအတိတ်ပဲနဲ့ပြောလိုက်တယ်ဤခင်ဆွေတင့်ဒီဖန်ပေါင်းချောင်းအင်းကြီးအတွင်ကဖြူဖွေးသောရင်သားမပေါ့တဘောကိုငုံကြည့်ရင်စက်စိတ်ဝင်လာသောအမူအရာကလေးဖြင့်ဖော်ပြလျက်ရှိလေအေးလေအိမ်ပေါ်သွားကြစို့ဟိုမင်းသားကဆိုမှအိမ်ရောက်ထက်တော့ဝင်ကြလေဤ အိမ်ကြီးမှာတမန်တလေး၅ခန်းပတ်လည်အိမ်ကြီးဖြစ်ရာစင်ဝင်နှစ်တက်တဲ့တခန်းမှာအိမ်ရပေါ်တက်သူတက်တော့လှေကားချိန်ရင်အထိလမ်းလှုပ်ထား၍ဘေးနှစ်ဖက်နှစ်ချက်တွင် အခန်းဖွဲ့ထား၏မင်းသားမှာရှေ့ကသွားနေရာခင်ဆွေတင့်မှာဝဲရဘေးကမ်းများကိုမျက်လုံးကစားလျက်ရှိ၏အခန်းမှာတစ်ဖက်လည်းရင်သုံးခန်းစီရှိရာလက်ရဘက်အခန်းများအနက်ပထမဧကံနောက်စတုကံပထမစာကြည်ကံတခွဲကံထမင်းစာကံများဖြစ်လေ၏ ခန်းတကားပေါက်တိုင်း၌စာဆွဲထားသည်ကိုလည်းမှတ်သားလိုက်လေ၏တဖန်လှေကားကြီးမှနှစ်စီချိုးကိုကောက်တက်တက်ကြရာအိမ်ရပေါ်ထက်တွင်လည်းလူသွားလန်းကို အောက်ထက်ကဲ့သို့လှောက်ထား၍အဲခန်းမဲတော်ကြီးအခန်းစိုးရင်အောင်အခန်းဟုခွဲခြားထား၏အဲခန်းမှာနှစ်ခန်းရှိရာ တခန်းလည်းရင်တယောက်အိတ်ကျုံးကတဲ့နှစ်ခုသည်ရှိ၏ခင်ဆွေတင့်သည်တည်တည်ချာချာမှတ်သားထားပြီးနောက်မင်းသားသွားရာသို့ကောက်ကောက်ပါအောင်လိုက်လာခဲ့ရာ အိမ်ရှိစင်ဝင်ကန်အနောက်ဖက်နားတွင်နှစ်ယောက်ထိုင်ဆိုပါတခု ဖုံကလေးထိုင်လေးလုံးပက်လက်ကလေးထိုင်နှစ်ခုကိုကြနာစွာစီစဉ်ခင်းကျင်းထားသည်ကိုမြင်ရလေ၏စန္ဒယာပတ္တလာစောင်းကောက်ကြီးနှင့်တရောများလည်းမြင်ရရာခင်းဆွေတင့်မှာစင်ဝင်ခန်းတွင်ချိတ်ဆွဲထားသောဓာတ်ပုံကြီးနှစ်ခုကိုစူးစိုက်ကြည့်ရှုမိလေ၏မင်းသားလည်းခင်းဆွေတင့်ဟာဆိုပါတခုပေါ်တွင်ထိုင်ရန်လက်ညှိုးညွှန်ပြရင်ဒါခမဲတော်နဲ့မဲတော်ရဲ့ပုံပေါ်ခင်းဆွေ ခင်ဆွေတင့်ကနဖူးကျဲကျင်ခတ်ဘဝအုပ်ပါတာမွေဤညီအချိတ်ပစိုးနေအသက်60ကျော်ကန်လူကြီးဤဓာတ်ပုံကို၎င်းရင်ဘုံဤညီချိတ်ထမိန်စတုံးပိပိရှိတွင်ဘီးဆိုင်ထားသောအသက်40ခန့်မုံမုံရင်ရင်မိမကြီးဤပုံကို၎င်းကြည်မြဲကြည့်ရှုနေလိဓာတွေဘယ်တော့ကရိုက်ထားလာလဲအကိုကြီးမေတော်ရဲ့ပုံက15နှစ်လောက်ရှိပြီခမဲတော်ရဲ့ပုံကနှစ်ပေါင်း20လောက်ကြာရော့မယ် ကိုကြီးငါးနှစ်သားတော်ကရိုက်ထားတာလေခင်ဆွေတင့်သည် ထိတ်တင့်ကြီးမေတော်ယခုရှိလျင်အသက်80ကျော်ရောက်ပြီမေတော်မှာက90မြသားရှိသေးရာ30မြကွာရှားသည်ကိုအံ့အားသင့်နေလေ၏မင်းသားကလည်းခင်ဆွေတင့်တွေ့တော်နေသောအကြောင်းကိုရိပ်မိသည့်လက္ခဏာနှင့်ခမဲတော်ဖုရားကတန်ရောစင်များတယ်ဆိုပြီးအိမ်နောက်မပြူပဲအသက်40ကျော်50နီးနီးကြမှာမေတော်နဲ့အကြောင်းပါကြတာတားဆိုလို့အကိုကြီးတယောက်တည်းမွေးခဲ့တယ် အခုမေတော်ဘုရားအခန်းထဲမှာလားအကိုကြီးမရှိဘူးခင်ဆိုရင်လန်ကာစတာလန်ကိုထွက်သွားတယ်မင်းသားကြီးစကားကိုကြားလိုက်ရင်ခင်ဆွေတင့်မှာရင်ကလေးများဖို့၍သွားလေကျဲဝန်းသောအင်ကြီးပေါ်တွင်အပြိုလူပြိုနှစ်ယောက်ထဲသာနင်းနီးကက်ကက်နေရခြင်းသည်မင်းသားစိတ်မယိုးကအခက်ပဲဟုတွေးတော်မိလေ၏မင်းသားလည်းခင်ဆွေတင့်ဤတွေးတော်ချက်ကိုရိပ်မိသည့်လက္ခဏာနှင့်ဘာဖြစ်လဲခင်ဆွေအကိုကြီးနဲ့နှစ်ယောက်တည်းနေရတာကြောက်သလား မကြောက်ပါဘူးမဲတော်ဖျားချင်ရင်ဖူးရအောင်လို့ပေါ့နောက်တော့တွေ့လိုက်မှာပေါ့ကဲစောင်းကိုအရင်ပြမယ်နော်ဟိုမင်းသားဒီနေရမထသွားကစောင်းကောက်ကြီးကို ယူလာခဲ့လေဖုံကလေးထိုင်တစ်ခုတွင်ခင်ဆွေတင်းဤအနီးသို့ဆွဲယူလာရင်ခင်ဆွေတင်းနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ကစောင်းကောက်ကိုပေါင်တစ်ဖက်ပေါ်တွင်တင်လျက်ဟောဒီမကြီးကျိုး73ပင်ရှိတယ်ဒီလိုကျိုးညှိရတယ်ဟူခက်ရော့ရော့ရှိထားသောစောင်းကျိုးများကို ဖြုတ်ယူလိုက်ပြီလည်းယင်း ဆောင်ကျိုးသက်ပြန်တက်ကလက်မနှစ်ခုဖြင့်အထက်တို့မာ၍တင်းနေလေ၏ကျိုးအလုံးကိုဘယ်လက်မလက်ညှိုးများဖြင့်အတန်ကို တုံတုံတင်းတင်းနှင့်စမ်းတက်ကစမ်းတက်ကကျိုးညှိ၍ပြီးလေ၏ဒီအုပ်ထားတဲ့အရေကဘာအရေလဲအကိုကြီးတမင်ရေးကွယ်တမင်ရေးဆိုတာပြင်တွယ်ခြင်းရောခြင်းမရှိဘူးဆောင်ကျိုးတင်းလာလောက်မပြောနဲ့တူနဲ့ထူတာတောင်စန့်ပြီးမထော်ဘူးဒါကြောင့်ချွေခန့်တဲ့သူတွေကအထုပ်ပေါ်ကပတ်တဲ့ဟာကိုတမင်ရေးတုံးကြတာပေါ့ မင်းသားဒီစကားပြောရင်းစောင်းကြီးကို ရင်ခွင်သားသို့တိုးလျက်ဘယ်လက်ဖြင့်ထိန်ကညာလက်ဖြင့်အတော်တပုတ်ကိုဆမ်း၍တီးလေ၏အကိုကြီးဆရာကဒေဝအိန္ဒြာဘွဲ့ခံဥမမောင်ကြီးပေါ့ဒီဆရာကြီးကဘလောက်တော်တယ်လဲဆိုရင်စကိုင်းချောင်မှာတင်ကန်စီးပြီးတဲ့နောက်တင်းချိုတက်တာတော့တမ္မာတန်ဗုဒ္ဓမတုလံအဲ့ဒီလိုစတာကိုစောင်းတန်နဲ့လိုက်တီးတယ်လေစောင်းတန်နဲ့လိုက်ပြီးတော့တင်ရရင်ခဏလေးရလွယ်တာပဲကြားတော့ကြားဘူးတဲ့အခုကွယ်လွန်ချပြီနော် အေးအတော်ကြာပြီပေါ့အင်းဘယ်ကစတင်မလဲဆိုရင်ထန်ဒရာတေရှင်ကနေစပြီးတော့တင်မယ်ဟုတ်ပြီလားမင်းသားဒီအတန်နေအတန်ထားနေဆိုပြီးလည်းရင်စောင်းနေနဲ့လိုက်၍တီးပြလေဤစောင်းတင်ရတာအတော်ခတ်မှာပဲခင်ဆွေတော့စန်းတရားနဲ့တချင်းကြီးတွေတက်ရှင်နေနောက်မှစောင်းကိုတင်တော့မယ်လေဒါတော့ခင်ဆွေသဘောပဲတချင်းတဘယ်နှပုတ်လောက်ရဘူးတလဲလေးငါးပုတ်လောက်တော့ရတာပဲဒါပေမဲ့ကြက်ကြက်နန္နာဟုတ်ရှင်မဟုတ်မှာ ခင်ဆွေတင့်ပါအမှန်အဖျင်မင်းသားထံမှမြည်သည့်ပညာကိုမှဟုတ်သည့်ပတ္တိတင် जा ခြင်း၍မဟုတ်ချေမင်းသားနှင့်နိနိကက်ကက်နေထိုင်လိုသောကြောင့်သာအကြောင်းချနေခြင်းဖြစ်ရမိမိအနှဲငယ်တီးတတ်သောစန္ဒယနှင့်တာ၍ကိုက်ညီမီဟုလှီလွဲပြောဆိုလိုက်ခြင်းဖြစ်လေ၏မင်းသားမှာလည်းခင်ဆွေတင်း၏အလိုကိုလိုက်လျက်စောင်းကောက်ကြီးကိုသူ့နေရာတွင်ပြန်၍ထားလိုက်ရစန္ဒယရှိတွင်ကပ်ပြန်လေ၏ ခင်ဆွေတင်လေမင်းသားနဲ့အတူလိုက်လာပြီမတက်ရက်နေရာမင်းသားဒီကျင်ကလထိုင်းတလုံးကိုကိုတိုင်ထား၍ယူပေးလေဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းနှစ်တင်စီစဉ်တင်ဆက်မှုကိုအီမာတယ်ခိတ္တခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်တစ်ခုပေးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတပူတယောက်ရှင်ဒီတိုင်းကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်နှမများအားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ